အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးလေတွင်သားစောချင်းရဲ့လိန်ညာဘေးမှာဝေးပါစေဆိုတဲ့စာအုပ်ထဲက အလင်းကံကျင်ကြသူများ ဆိုတဲ့ကောင်းခြင်းနဲ့လက်လှဲ့ဖို့တော့ဆိုတဲ့ကောင်းခြင်းတစ်ခုကိုဖတ်ပြပေးကြပါရရှင်။အလင်းကံကျင်ကြသူများစစ်မှန်သောပညာဖြင့်မဟုတ်ပဲအလင်းညာတို့ဖြင့်ကြောက်အောင်ချောက်မြောက်အောင်မြောက်ပြီးတိုက်ရိုက်တတ်စဉ် ဝင်ငွေကောင်းအောင်လင်ညာစားသူများရှိတဲ့ကဲတို့အကြအမြင်ရောင်ရောင်ဘိုးတော်ရောင်ရောင်လူလိန်လူညာများလည်းရှိပါသည် ထို့သူများသည် လူတို့ဤယုံလဲတတ်သောအာနေမှုကိုအခွင့်ကောင်းယူ၍လူထင်ကြီးလောက်အောင်တကွက်ကောင်းတစ်ချက်ကောင်းပညာပြတတ်သည် ပိုင်မီဆိုသည်နှင့်အချီကြီးရအောင်လင်ညာပါတော့သည်ပညာချက်ပွဲရသူများပင်ခြေနှက်အားရစွာအလင်းညာခံနေကြသည်များကိုတွေ့ရ၏ကျွန်တော်အင်းကြီးကိုမြင်ကြော်သည်လည်း ထိုအထဲမှာပါသည် သူသည်ဝဲရပြီးဌာနကြီးတစ်ခုတွင် ကိုရာမှုဖြင့်အရေးပါသောတာဝန်ကို ယူထားရသူလည်းဖြစ်သည်သူ့ချိန်သူ့ခါလျောက်ဝင်ဝင်ကောင်းသောအလုပ်ဖြစ်ပါသည်ကိုမြင့်ကျော်သည်ဘေးရင်လက္ခဏာကိုသိဝါဒနာပါ၍ကျွန်တော်နှင့်မိသားစုကိုမမေးရပဲဘေးရင်လက္ခဏာအချင်းဟောလီရှိသူဖြစ်သည်သူဒီအချားမြင်ရသူများဘိုးတော်ဆိုသူများကိုလည်းအလွန်ယုံကြည်သူဖြစ်သည်တရင်ချသည်နှင့်ရောက်အောင်သွားသည် သွားပြီးပြန်လာတိုင်းတန့်တော်ယုံကြည်လာသည် သူများလည်းယုံကြည်အောင်တရင်ပြန်ဝေသည်ဘဲပုဂ္ဂိုလ်ကတော့ဘလောက်ထိအကြမြင်ရသူဖြစ်သည်ဘသူကတော့ပဲစင်ထင်ရောက်နေသောဘိုးတော်ဖြစ်သည်တို့ကိုအာပါတရပြောပြတသည် အချိန်ချင်းသွားရင်းလာရင်းနဲ့ဘိုးတော်များနဲ့လည်းရင်းနှီးသူဖြစ်လာသည်တနေ့တွင်ချိုချင်းကနာမည်ကြီးဖြစ်သောဘိုးတော်တူကလာတွေ့ရန် သူကိုမှားထားကြောင်းကျွန်တော်ကိုပြောပြသည် ကျွန်တော်ကယုံလဲမယုံ စိတ်လည်းမဝင်စား၍သူ့ကိုဘာမှပြန်မပြောပါဘိုးတော်ကအချိန်အတီကြာနေချိန်ချင်းဖြစ်သည်ထိုရက်ထိုချိန်တိုင်းသူရောက်အောင်သွားသည်ပြန်လာတော့ကကျွန်တော်အိမ်ရောက်လာပြီတိတ်ထူဆန်ကြောင်းတိတ်အံ့ဩစရာကောင်းကြောင်းတကယ်တကောအဋ္ဌိပတ်ရှိသူဖြစ်ကြောင်းသူတွေ့ကြုံခဲ့ရသည်များကိုပြန်ပြောပြသည်ချိုးပုတ်ကိုကြီးတင်ပြင်ခွေထိုင်နေသောရှေးမှာဇပွဲလေးအပူလေးတစ်လုံးရှိသည် ချိုးစပွဲပေါ်မှာစားရွက်တည်တည်ရှိရှိလေးတစ်ခုကိုယူ၍ဘောပန်နှင့်စားရည်သည်ကိုမြင့်ကျော်ရှိမှရည်ချင်းဖြစ်သည်သို့သောပါရည်သည့်ကိုကိုမြင့်ကျော်မမြင်ရပုတ်ကိုကြည့်သည်ရေးပြီးသည်နေစပွဲလေးမှအန်ဆွဲကို ဖွင့်ပြီးချိုးစားရွက်ရှိရှိလေးကိုထည့်၍အန်ဆွဲပြန်ပိတ်လိုက်သည်ချိုးစပွဲပေါ်မှာပင်တက်နှစ်သုံးလေးကနန်းများကိုတန်းစီ၍ကိုအထီရေးထားသည်။ကဲကိုမြင့်ကျော် ဒီကနန်းတွေတဲကကြိုက်ရာကိုရွေးပြီးတော့ဟူပုတ်ကိုကြီးကခိုင်းသည် ကိုမြင့်ကျော်ကကနန်းများကိုတစ်ချက်လျှောက်ကြည့်ပြီးမှ အမှတ်မချင်းခုနှစ်ကနန်းကိုရွေ၍ထောက်ပြလိုက်သည်ခုနှစ်ကနန်းကိုရွေထားတာသိချပြီလားပုတ်ကိုကြီးကထမ်းမိသည် ကိုမြင့်ကျော်ကသိချကြောင်းဖြေသည် ပုတ်ကိုကြီးကစပွဲလေး၏အန်ဆွဲကိုဖွင့်ပြီးစာရွက်ရှိရှိလေးကိုထုတ်ယူလိုက်သည်ရော့ဖတ်ကြည့်ပြီးတော့ကိုမြင့်ကျော်ကိုပေးလိုက်သည် စာရွက်အရှင်လေးပေါ်မှာရေးထားသောစာများကိုကိုမြင့်ကျော်ဖတ်ကြည့်ပြီးတန့်တော်ဖြစ်နေပါတော့သည် ကိုမြင့်ကျော်ခုနှစ်ကနန်းရွေးလိမ့်မည်ဆိုသည်ကိုဂျိုတင်ဟော့ကင်းထုတ်ထားသည်ဟုရေးထားခြင်းဖြစ်သည် ဆော့ဆော့ကပင်ဤစာရွက်ရှင်လေးမှာစာရေးပြီးအန်ဆွဲတဲ့သူကိုမျက်စိရှိတွင်ထဲလိုက်ခြင်းဖြစ်၍ကိုမြင့်ကျော်အံ့ဩမဆုံးဖြစ်နေရသည်ဤပုဂ္ဂိုလ်ကြီးသည်သူရွေးမည်ကနန်းကိုဂျိုတင်နေခဲ့သည်ဤပုဂ္ဂိုလ်ကြီးစာရွက်ကလေးပေါ်မှာ ဂျိုတင်ဟော့ကင်းရင်းနေခြင်းကဘယ်ကနန်းရင်းမည်ဆိုဒီကိုသူ စိတ်ထဲမှာပဲမရှိသေးဘလို့လုတ်ပြီးတော့များဂျိုတင်တီးပါလဲထူဆန်းလိုက်တာကိုမြင့်ကျော်လက်ထဲကခြာရွက်ကလေးကိုကြည့်ပြီးပုပ်ကိုကြီးကိုလေးစားမစုံကြီးညိုမစုံဖြစ်နေရသည်တကယ်တော့ခုနှစ်ကနန်းဟာကိုမြင့်ကျော်တော်မကောင်းပါဘူးဓမ္မတော့ကအင်းဝါရာစာဆိုတဲ့အချိန်ခုနှစ်ကနန်းဟာကိုမြင့်ကျော်နဲ့ရံပတ်ဖြစ်တယ်။ကိုမြင့်ကျော်အတွက်အန်တီရရှိတယ် လက်ရှိရာထူးကပြုတ်ပြီးဒုက္ခရောက်မယ်လို့အဟောထွက်နေတယ်။ကိုမြင့်ကျော်စိုးရွံတုံလှုပ်ပြေးရပြီ။လက်ရှိရာထူးနေရာမှာကိုမြင့်ကျော်တို့အစားစားအရာရာအစဉ်ပြေးသည်။အရာရှိများပင်ကိုမြင့်ကျော်ကိုမျက်နှာချိုးသွေးနေရသည်။သို့သောအန်တီရှိသောလုပ်ငန်းတာဝန်လည်းဖြစ်သည်။ဘာကြောင့်ပြုတ်ရမှာပါလဲ။ကိုမြင့်ကျော်စိုးရိမ်တော့ကကြည်စွာပြေးရပြီ။ကျွန်တော်ကိုဒုက္ခမရအောင်ကယ်တင်ပေးပါအောင်ဆရာကြီးကျွန်တော်တောင်းပန်ပါတယ်လှုပ်ပေးမှာပေါ့ လှုပ်ပေးကြံလို့တမင်ခေါ်ပြီးခုလိုဒိဋ္ဌဓမ္မပြရတာပဲပုပ်ကိုကြီးကကြီးမားသောအိမ်ကျင်းနဲ့ပြောဆိုနေသည်ဂျေဆုမမေ့ပါဘူးဆရာကြီးရဲ့ကျွန်တော်ကိုအန်တီကင်းအောင်လှုပ်ပေးပါကိုမြင့်ကျော်ပွဲထိုးရမယ်ထိုးပါမယ်အားလုံး3000လောက်ကုန်မယ်ကုန်မကြီးဆရာကြီးရဲ့လှုပ်ပါမယ်ထုံငွေဖြင့်ပွဲများထိုးရမည်တိုင်းရိုက်တက်စင်နဲ့ရတရားစီစဉ်များကိုပုပ်ကိုကြီးကိုယ်တိုင်လှုပ်ပေးမည် ပုဂ္ဂိုလ်ချင်းကိုယ်တိုင်ကာထာများယူဖတ်ပြီးကိုမြင့်ကျော်ကိုမြတ်တာပို့ပေးရမည်။ထိုချင်းကငွေ၃တောင်းမှနေသည့်ငွေမဟုတ်။သို့သောကိုမြင့်ကျော်ကထိုပုဂ္ဂိုလ်ချင်းကိုတရုတ်တသိသွားပို့ပေးရသည်။ပုဂ္ဂိုလ်ချင်းကငွေရပြီးသည်နှင့်သူအလုံးတာဝန်ယူသည်။ကိုမြင့်ကျော်ဘာမှမဖြစ်နိုင်တော့ပါ။အန်ဒီရဲ့အလုံးလုတ်ကင်းသွားပြီးဟုအာမဝန်ကြားခံလိုက်သည်။ကိုမြင့်ကျော်ဝမ်းသာမဆုံးဖြစ်ပြီးကျွန်တော်အိမ်ရောက်လာ၍ ထိုးเจ้าများကိုပြောပြသည်တိတ်မှန်တဲ့ပုံကိုကြီးပဲဗျာကျွန်တော်ကိုတားလို့ချင်လို့ကုညီတာဗျာငွေ3000ခုနာကိစ္စမရှိပါဘူးဗျာလက်ရှိအလုပ်မှာမြဲဖို့ပဲလိုပါတယ်ကိုမြင့်ကျော်ပြန်သွားပြီသူပြောသည့်စကားကိုအသေးချာစဉ်းစားရင်းနေငယ်ရှင်ကတငယ်ချင်းများနဲ့ဆော်ကစားကြသည်ကိုတတိရလာသည် နောက်တနေ့တွင်ကျွန်တော်ခေါ်၍ကိုမြင့်ကျော်အိမ်ရောက်လာသည်ဘလို့လဲကိုမြင့်ကျော်ခမည်းကြိုက်တဲ့ခဏန်းတလုံးရွေးလိုက်ပါ ကျွန်တော်ကကျွန်တော်ရှိမှကြပွဲပေါ်ရှင်တက်မကိုထီတန်းစီထားတော့ကနန်းများကိုပြသည် ဟာလောက်ပြန်ပြီလားခမားကခမားမှာဘာတကူရှိလို့လဲကျွန်တော်မှာဘာတကူမှမရှိပါဘူးဒါပေမဲ့ဒီမှာကြည့်သူပြောတော့ပုတ်ကိုကြည့်လို့စာရွက်ရှိရှိလေးတရွတ်မှာဘောပန်နဲ့စာရည်ရွယ်အန်ဆွဲတဲ့ဖွင့်ထဲပြီးပြန်ပိတ်ထားလိုက်သည်ကဲကိုမြင့်ကျော်ချက်ရကနန်းတလုံးကိုရွေးလိုက်ပါကိုမြင့်ကျော်မရွေးဘဲရဲနေသည် ကျွန်တော်နောက်တည်ဟုချိန်နေသည်ရွေးလိုက်ပါကျွန်တော်အတင်ခံ၍ကိုမြင့်ကျော်ရဲ့ရင်နဲ့တစ်ကနန်ကိုရွေးလိုက်သည်ကျွန်တော်အန်ဆွဲကိုဖွင့်ပြီးစာရွက်ရှင်လေးကိုယူ၍ကိုမြင့်ကျော်ကိုပေးလိုက်သည် ကိုမြင့်ကျော်ယူပြီးဖတ်ကြည့်သည် သူ့မျက်နှာပေါ်တွင်အံ့ဩနေသည်ကိုမြင်ရသည်ဟာတဲဟုတ်ပါလားခမည်းလဲဘိုးတော်ပဲလားဟာမဟုတ်ပါဘူးကျွန်တော်ကဘိုးတော်လည်းမဟုတ်ဘူးလူလိန်လည်းမဟုတ်ဘူး ခမရတစ်ကနန်းကိုရွေးมาကျွန်တော်သိထားတယ်။အဲ့ဒါဟာတိတ်ကောင်းတယ်။ခမရရဲ့ဘိုးတော်ကြီးပြောတဲ့အစိုးရအားလုံးပျောက်သွားပြီပေးကျွန်တော်ကိုတုံးတာ။ကျွန်တော်ကပုတ်ကိုကြီးဆယ်ပုံတစ်ပုံသာတောင်းပါသည်။ကိုမြင့်ကျော်တန်တရာစိတ်ဖြင့်ဇပွဲအန်ဆွဲစီတော်လှမ်းကြည့်နေသည်။ကျွန်တော်ကသူ့စိတ်ရှင်သွားအောင်ဇပွဲအန်ဆွဲကိုဖွင့်ပြလိုက်သည်။အံကျဲတဲ့တွင်စာရွက်အရှိလေးကိုကိုတန်းစီလျက်ရှိနေပါသည်။ကိုမြင့်ကျော်တစ်ကနန်းကိုရွေးမြီမှစာရွက် ကိုမြင့်ကျော်ကိုကနန်းကိုရွေးမိအထိကြိုရည်ထားပါသည် သူရှိမှရေးထားသောစာရွက်ကတကယ်ရေးခြင်းမဟုတ်ပါ သူပေကနန်းကိုရွေ၍အန်ဇဲထဲမှထုတ်ပေးစရာပုံတူစာရွက်ရှိလိမ့်မယ်ရှိပြီသားဖြစ်ပါသည်ကျွန်တော်တို့ငယ်ရှင်ကြောင့်သားဘဝကစော့ကစားပူပါသည်ဘိုးတော်လိန်ပုပ်ကိုကြီးကထိုးနှီးဖြင့်ကိုမြင့်ကျော်ထံမှငွေ3000ယူသွားပါသည်။ဒါပေမဲ့သူကတော့ဒီလိုကိုကိုရေးထားတာမဟုတ်ဘူးဗျ။ ျွန်တော်ရှေ့မှာရေးထားတာတခုတည်းလို့ပဲချင်တယ်။လိန်နီးကိုလက်တွေ့တက်သေးပြသည်ကိုပင် ကိုမြင့်ကျော်ကယုံကြည်နေသည်ပင်ကျွန်တော်စိတ်ပြေရပါသည်။အချို့သောသူများသည်အလွန်ရှင်လဲကြသူများဖြစ်၍လိန်ညာရသူများအတွက်အလွန်ပျော်စရာကောင်းပါလိမ့်မည်။ကိုပိုင်ဉာဏ်ဖြင့်စဉ်းစားချင်းချင်း၍ယုံသိမှယုံကြည်ကြပါကုန်။လက်လှဲ့ဖို့တော့အချို့လူများသည်ယုံအောင်ပြောလျင်ယုံချင်ကြသည်။ ခန့်ညံ့ညံ့အလေးညာများကိုပင် ရုံရံဝင်မလေးခြင်းကြာကိုပိုင်ညာနဲ့ချင့်ချင်ဝေဖန်မှုအားနေကြသည် အမားမှန်ဆန်စစ်ကြည်လုံးမှုအားနေနေကြသည်တန်တရားစိတ်အနေငယ်များပင်ထား၍မတွေ့ကြည်ခြင်းဒိညာစားလိုသူများအတွက်အလွန်ဟန်ကြပါသည်မျက်လှဲ့လက်လှဲ့တလင်းဘိုးတော်လှူစား၍ရသည်လက်လှဲ့ဆိုသည်မှာဘာမှခက်သည်မဟုတ် အလေးချင်းကောင်းရန်သာလိုသည်ကျွန်တော်တပည့်တယောက်ရှိသည် ညက်လဲ့လဲ့လဲ့ဝါသနာပါသည် သူ့လက်များမှာကျင်သားကြနေသည်အကြွေစိတ်ချက်ပြားငားစေပြားတမတ်စိတ်သူ့ကိုပေးလိုက်လင်ထိုးကြွေစိတ်ကိုလွန်ပြလိုက်သည်သူ့လက်ထဲမှာမရှိတော့ပါသို့သောချက်ချင်းပါဇက်ထဲမှာဆွဲထုတ်ပြသည်ခေါင်းမရိုက်သွင်းလိုက်သည်ခေါင်းထဲဝင်သွားသည် သူ့လက်ထဲမှာမရှိပါဇက်ထဲမှာဆွဲထုတ်ယူလိုက်သည်နားမှာပြန်သွင်းသည်နှာခေါင်းမှာထုတ်ပြသည်တိတ်ကိုရှင်သည် ညာနေမှန်းသိတော်လဲဖန်ယူမရလက်လက်ပညာဖြစ်သည်လက်နှစ်ဖက်နှင့်အင်တိုင်ကိုဖန်လိုက်သည်တိုင်ကလက်နှစ်ဖက်ရဲ့တွင်မှရောင်နေသည်သူ့လက်နှစ်ဖက်မှလက်မနှစ်ဖက်ကိုကျိုးနှင့်တုတ်ခိုင်းသည်ကျွန်တော်ကိုယ်တိုင်တုတ်သည်တင်းတင်းပါအောင်တုတ်၍ဟာဆရာရက်ဆက်လာကြီးလားနားရေပြဟုပြောသည်လျှော့ပေးရမလားကျွန်တော်ကမေးသည်သူကောင်းရန်ပြသည်ကျွန်တော်ကတေချာအောင်အထက်ထက်ချီသည် မိတိနေနဲ့များဖြုတ်ရရမည်မဟုတ်သေးချပြီဆိုမှသူ့ကိုအစွမ်းပြခိုင်းသည်သူကမန်းလိုက်မှုန့်လိုက်လုံနေသည်အင်းအိုင်လက်ဖွဲမန်းတရားအကြောင်းတို့ကိုပြောနေသည်ကျွန်တော်တို့ကမျက်ချေပြမခံသူ့ကိုစောင့်ကြည့်နေသည်ဟေးစကကြောရှိတယ်ကွာလွတ်အောင်လုပ်တော့ညာမီကိုတိတိကြီးနဲ့စောင့်ကြည့်နေရသည်ကိုစိတ်မရှိကဲ1 2 3လွတ်ပြီကျိုးချီထားသောလက်နှစ်ဖက်ကိုလှုပ်ခါပြီးယုံလိုက်သည် လွတ်သွားပြီလက်နှစ်ဖက်တွင်မှရှိသောတိုင်ကကျန်နေခဲ့သည် သို့သောလက်နှစ်ဖက်ကကြိုးတုံမပြန်ကျွန်တော်မျက်စိရှိမှပင်ဖြစ်သည် ကိုရိုင်းခြိထားသောကြိုးကိုပြန်ကြည့်သည်အထက်ထက်ခြိထားသည်မှတစ်ခုမှမပြန်သူ့လက်မှနှချောင်းကိုပူ၍တင်းနေအောင်တုတ်ထားခြင်းဖြစ်သည်ညာတာပဲမဟုတ်ဘူးလားကျွန်တော်ကသူ့ကိုအံ့ဩစွာမိသည်ပညာပေါ့သူကပြုံရင်ဖြစ်သည် ကျွန်တော်သိတဲ့ဘောကြသည် ငါတင်ပေးကျွန်တော်အနိုင်ကျင့်မင်းအတင်ခိုင်းသည်တင်ပေးပါသည် အချက်မသိ၍ခက်ချင်းဖြစ်သည် အချက်သိတော့လွယ်လွယ်လေးသို့သောနီးကိုတည်၍လွယ်သည် ဟုပြောရခြင်းဖြစ်သည် ကိုယ်တိုင်လှုပ်ကြည့်တော့သူ့လိုပီကြီးခြင်းမရှိကျွမ်းကျင်မှုလိုပါသည် အချို့သောဘိုးတော်ဆိုသူများသည်မှုတ်စိတ်မွေးနှခမ်းမွေးအရှိကြီးထားဖျားစင်ရှိထိုင် စိတ်ပတိကြီးလည်ပင်ဆွဲယောဂီရောင်အညိုများဝဲ အချို့ကဖြူရဝတ်စုံကိုဝတ်ပြီးကတော့ပွဲများထုံစီမီများပူဆောင်အကာရံများလှဲ့ပတ်ဝင်ရန်ခမ်းနားမှုနဲ့အချိန်ဝါပြသည်တပည့်နှစ်ယောက်သုံးယောက်ထားပြီးသူတို့ကတော်ချောင်းမှန်ချောင်းအံ့ဩစရာကောင်းချောင်းချီကျူးပြောဆိုကြသည်ပြာနေအောင်ရိုသေလေးစားကြသည်ဟိမဝန္တာကလာတယ်လို့လို့မဟာမြိုင်ကလာတယ်လို့လို့အသက်ကလည်းနှစ်ပေါင်း900တထောင်ရှိနေတယ်လို့လို့ဘာမျှမစားဘဲနဲ့အသက်ရှင်နေတယ်လို့လို့ ဆိုင်းနောက်ကဝိုင်းမြောက်နေကြသည်မိမများကအရင်ယုံကြသည်အလန်ရှူးများနှင့်အတူအချင်းချင်းဦးချကြတော်နေကြသည်အချားမြင်ရသည်ဟုဆိုသည် ဖြစ်ချင်သောကိစ္စမှန်သည်များအထက်အမိန်နှင့်အားလုံးပြီးအောင်လုပ်ပေးနိုင်သည်ဟုဆိုသည်ယောက်ျားရာထူးတို့ကိစ္စချိပေးပါအောင်သမီးအိမ်တော်ရေးကိစ္စချိပေးပါအောင်သားဆောင်မီပွဲကိစ္စဂုံတူးမြများရအောင်လုပ်ပေးပါဦးအကူအညီတောင်းကြသည် အားလုံးပြည့်စုံရမည် ပွဲထိုးရမည်စေဖျောင်းနိုင်ထုံရမည်ဂါရမန်နံမှုတ်ရမည်အစီမံများလုပ်ရမည်ရသည်ငွေကြေးကိစ္စအားလုံးကုန်ကြခံရမည်ဘိုးတော်ကြီးကိုယ်တိုင်စီမံလုပ်ပေးပါကန်ထူး၍သာဘိုးတော်နှင့်တွေ့ရခြင်းဖြစ်သည်ယုံမလုပ်ကြမယုံရင်မလုပ်နဲ့ဘိုးတော်ကခံမာမဖြစ်၏ယုံပါတယ်တိတ်ကိုယုံပါတယ်တအားယုံပြရသေးသည်ကဲယုံနေကိုကိုအားကိုးရဲဆိုရင် အားကိုးသလိုဆောင်ချီးမြှင့်ရမယ်။ဟုတ်ကဲ့ယုံပါတယ်။ဘိုးတော်ကြီးကိုတိတ်လက်အားကိုးပါတယ်။ဟိုပန်းအိုးရဲကနှင်းစီတပွင့်ယူလိုက်။တယောက်ကနှင်းစီတပွင့်ကိုယူလိုက်တယ်။ပိတ်ဒီကိုပိတ်။ဘိုးတော်ကတောင်းယူပြီးနှင်းစီပွင့်ဤအရိုးကိုဓားကလေးဖြင့်ဆန်စစ်ရွယ်လေးဖြတ်ပြီးအခွန်စိမ်းလေးများကို ခွာလိုက်တယ်။လက်ဖြန့်ချအဆောင်လိုချင်သူ၃ဦးကလက်ဝါးများဖြန့်ချသည်ကို ဘိုးတော်ကနှင်းစီရိုးဖြူဖြူလေးများကိုဖြန့်ထားသောလက်များတွင်ထည့်ပေးသည်။ရသူများကနှင်းစီရိုးများကိုချိန်နေကြသည်။ဘာလို့ရမှန်းမသိဘိုးတော်ကတယောက်ဤလက်ကိုဆွဲယူပြီးလက်ထဲမှကင်ထားရင်ရွတ်ဖန်မှမှုန်နေသည်။ပြီးသည်နှင့်လက်ထဲမှရှိသောနှင်းစီရိုးကိုသူ့လက်ညှိုးနှင်ဖိတောက်လိုက်သည်။အုံခံမီးမှမှုန်တန်ကလည်းကျင်းလောက်စွာထွက်ပေါ်လာသည်။ဘိုးတော်ဤလက်ကိုဖယ်လိုက်သောအခါအံ့ဩစရာ နှင်းစီရိုးလေးမှာရှင်သီဝလိရုပ်လေးဖြစ်နေသည်။အုံးရှင်သီဝလိအဆောင်လေးဘိုးတော်ကြီးကိုကျေးဇူးတင်လိုက်တာ။ရသူမှာကိုမျက်စီရှိမှထူးခြားစွာပြခြင်းဖြစ်၍အံ့ဩမကုန်ဖြစ်ပြီးဝမ်းသာနေသည်။အဆောင်ကိုလည်းအမျက်တနှုံကိုကွယ်ရန်ဆုံးဖြတ်လိုက်သည်။ကျမကိုလည်းပေးပါဖို့ဘို့။ကျွန်တော်ကိုလည်းပေးပါဖို့ဘို့။ကျန်နှစ်ယောက်ကလည်းလိုချင်မှမော်စွာတောင်းဆိုနေကြသည်။ရှေ့လူကိုပေးတဲ့ကဲတော့ပဲဘိုးတော်ကသူ့လက်နဲ့ဖိထောက်ရင် နှင်းစီယိုလိမ်များကိုရှင်သီဝလိယဟန္တာယိုလိမ်များဖြင့်ပြောင်းလဲပေးလိုက်သည်။အိုးအဆောင်ရပြီ။ဘိုးတော်ကိုယုံကြည်အားကိုမဆုံးဖြစ်နေကြသည်။အယုံကြည်ယုံသွားကြပြီ။အမှန်စင်စစ်လက်လက်ပညာမျှသာဖြစ်၏။အလွန်လွယ်သောလက်လက်ပညာဖြစ်သည်။ဘိုးတော်ဤလက်ညှိုးလက်ကလေးလက်တကြွင်လက်သုံးချောင်းဤလက်သေးများအောင်းနိုင်အယိုးဖြင့်ပြုလုပ်ထားသည်။ရှင်သီဝလိပုံတော်လေးများထည့်ထားသည်။ စံစည်းအရွယ်သာရှိသည်ထဲထားနေကြဖြစ်၍လက်သေးအောင်၌ကျင်းချိုင်လေးများဖြစ်နေသည်အဆောင်ချင်းမြင့်ခံရမည်သူ၏လက်ထဲမှနှင်းစီရိုးလေးများကိုလက်ဖြင့်ထောက်လိုက်သောအခါနှင်းစီရိုးမှမှကလေးကလက်သေးအောက်သို့ဝင်သွားပြီးလက်သေးထဲမှရှင်တီဝလိပုံတော်လေးကလက်ဝါးမှထွက်၍ကျန်ခဲ့သည်လက်လှဲလိုက်သည်ကိုမသိ၍တကိုးဆိုင်အင်ချင်းမီဘိုးတော်ကိုအယုံကြည်ယုံသွားတော်သည် ယုံမီဆိုလင်ဘိုးတော်တွေရှိဆက်ပြီးစိတ်ကြိုက်လိညာရန်ခွန်လန်းများရရှိသွားပြီးဖြစ်ပါသည်။ဟုတ်ကဲ့။ကျမခုဖပြပေးသွားတာကတော့ဆရာကြီးလေရင်သားစောချင်ရဲ့လိညာပေးမှဝေးပါစေဆိုတဲ့စာအုပ်ထဲကအလိန်ခံကျင်ကြသူများဆိုတဲ့ကောင်းစင်နဲ့လက်လှဲ့ဘိုးတော်ဆိုတဲ့ကောင်းစင်တစ်ခုကိုဖပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးများရင်ကျမရရှင်။